တော့ဘာဆိုတာတဲ့အမေလို့ခေါ်တာပိုပြော်လာပေါ့ဟဲ့ဒါပေမဲ့ပျော်သွားတယ်ပေါ့အဲအဲ့လိုလေးပြောအောင်မအိုက်တီလေးကနည်းနည်းတော့စောင့်အောင်ပါမသားလေးကငယ်ပါသေးတယ်ပေါ့တိုင်းမသိဝမ်းသာပါရဲ့လို့အရန်ခုခုကိုလည်းချောရတယ်မပြောပါဘူးလို့နော်ပိတ်တဲ့ချောရလို့မပြောပါဘူးမဆိုးပါဘူးစင်တယ်ပေါ့ तू အမှန်တကယ်သူကသဘင်အဖြောက်အဖြောက်ဟိုမှာ तू ကအဲ့လိုဒီကစ်စတိုင်လေးပေါ့ အာမမေးအလိုလေးလုပ်မယ်ဆိုတော့ဟိလုပ်ပေါ့ဒါသူတို့ဒါသူတို့ခင့်နေသူတို့အခါဆိုတော့လေသူအဲ့ဒါလေးသူသွားပြီးတော့ကောက်ထားတာသူကအမှန်တကယ်စပင်းအပြောင်းလေးအာပရိသတ်ကချစ်တယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်အကောင်ကောင်ချက်ဝဲထုတ်ကြည့်နေတယ်။အဲအဲ့လိုပဲပြောရမှာ။ဟာဒီသားစုလေးဒါအင်တာဗျူးတက်ပြီးနောက်ပိုင်းမှာတအားတော့တကယ်ကိုစမ်းပွင့်သွားတာ။ဟုတ်တယ်ဟုတ်တယ်မောင်လေး။ လိုရင်းမိမိတရားတွေနောက်ထပ်ပြည်ပြည့်ဖြစ်ရလဲဥသာကိုပြည့်တဲ့နေရာချစ်ပေးကြတယ်အာအရင်ဝမ်းသာပါတယ်ဒါပရိသတ်တူချင်းတယောက်ချင်းနဲ့ယေရှုမြားကြီးတင်ပါတယ်ပြီးတော့အမတို့သားမိတွေကိုဒါပရိသတ်နဲ့ပေါင်းမှုသလားလေးလုပ်ပေးတဲ့ချစ်တဲ့ညီကောင်မတို့ကဒါမီဒီယာတွေအားလုံးလည်းယေရှုမြားကြီးတင်ပါတယ်လို့မှပြောပြရစီအချစ်ပင်သားတော့ယေရှုတင်ပါတယ်အတိုင်းမသိလည်းဝမ်းသာပါတယ်ဘာလို့ဆိုတော့အမအမှုပညာသမားဖြစ်တဲ့အတွက်အာအရင်ကြီးတဝင်းတူတာတွေကတော့မရှိပါအားလုံး welcome ပါနည်းနည်းတော့စောင့်အောင်ပါမသားလေးကငယ်ပါသေးတယ်ဘာလို့ဆိုတာတဲ့အမေလို့ခေါ်တာ ပိုပြော်လာပေါ့ဟဲ့ဒါမဲ့ပြော်သွားတယ်ပေါ့အဲအဲ့လိုလေးပြောအောင်အိုက်တေလေးကအတိုင်းမသိဝမ်းသာပါတယ်လို့အရန်ခုခုလည်းချောရယ်လည်းမပြောပါဘူးလို့နော်ပိတ်တဲ့ချောရယ်လို့မပြောပါဘူးမစိုးပါဘူးစင်တယ်ပေါ့အဲ့တော့အမဒါအမေနဲ့တူတာလားအဖေနဲ့တူတာဝိုင်းဝိုင်းနေတာနေလို့နဲ့တူတာလို့ လာသိစမ်းဖွင့်လိမ့်မယ်စော်ရှိလိမ့်မယ်လို့ထင်ခဲ့လားအဲမထင်ပါဘူးမောင်လေးရဲ့အမလေးဟိုမျော်လင်းချက်ကြီးရန်ကြီးနဲ့မျော်လင်းချက်တွေနဲ့ပြိသက်ကိုမအချပြလိုက်တာမဟုတ်မရိုးရိုးလေးပဲချပြလိုက်တာအာတားလေးရတာ16နေလည်းဖြစ်တယ်စာမွေးလည်းဟိုပေါ့နော်ဟိုပြီးွားတဲ့အချိန်လေးဖြစ်တယ်တိုက်ဆိုင်သွားတာပေါ့နော်အဲ့ဒါချပြလိုက်တဲ့အချိန်မှာပြိသက်တွေကမအောင်ချစ်တဲ့အချိန်နဲ့တားလေးကိုလည်းချစ်ပေးတဲ့အတွက်တကယ်ကျေးဇူးအများကြီးတင်ပါတယ်ဟာတားရတာချစ်ကိစ္စတွေပါကျွန်တော်ဘာလို့လဲတော့မသိဘူးအဒီရောမောင်လေးသူကတော့အခု16နေဆိုငယ်သေးတယ် အလွတ်လပ်ခွင့်ပေးထားတာဆိုတော့အမတို့အမားမှန်နဲ့ခွဲခြားတတ်အောင်တော့အမတို့တင်ပေးထားတယ်ဒါကတော့သူစိတ်ပေါ့နော်ဘသူဘသူကြီးမှာတော့ဘလို့ကြီးရတော့တို့အမအလိုကန့်တတ်ထားတဲ့စီးတွေပေါင်နေတော့မမရှိဘူးသူလွတ်လွတ်လပ်လပ်ပဲပေါ့နော်အလာတော့ခွင့်ပြုထားတယ်တခုကတော့ငယ်သေးတာပေါ့ဒီရောက်ပြီစာကြည့်တော့မရောအမင်းနဲ့တိုင်ပြီဖြစ်လားအမင်းနဲ့တိုင်ပြီဖြစ်လားအာနှစ်အောင်လုံးနဲ့တော့တိုင်ပြီဖြစ်ပါတယ်မင်းကကျတော့ဘယ်ဘယ်အပိုင်းကိုတိုင်ပြီတိုင်ပြီလဲမင်းကကျတော့အဲ့လိုဝစာပိုင်းတော့ဘာလို့ပါအဲ့လိုပေါ်လို့ပြောနေတော့ ဇပင်ပုံစံလေးကိုလည်းမိတဲ့ကနားပြောကြရတယ်အေးဟုတ်တယ်ဟုတ်တယ် तू အမှန်တကယ် तू ဇပင်အဖျောက်အဖျောက်ဟိုမှာ तू ကအဲ့လို dikis style လေးပေါ့အာမမေးအဲ့လိုလေးလုပ်မယ်ဆိုတော့ဟိလုပ်ပေါ့ဒါသူတို့ဒါသူတို့ခင့်နေသူတို့အခါဆိုတော့လေ तू အဲ့ဒါလေး तू တွားပြီးတော့ကောက်တာ तू အမှန်တကယ်ဇပင်အဖျောက်လေးအာပြိတ္တကချစ်တယ်ဆိုတော့ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ပါတော့ကြာတယ် အော်သဘောထားလာတော့အဲ့လောက်ကြည့်တော့လည်းမဟုတ်ဘူးပေါ့တိရမလားဒီကနေ့ဒီကဆိုတော့အမကတော့ဟော့တာကြိုက်တယ်အမကတော့ညင်နေတာတုံးနေတာကိုစကားပြောတာလည်းမတုံးဘူးလို့အမကလုံးဝမကြိုက်ဘူးအမကလုံးဝသွက်လက်ဖြက်လက်နေမှကြိုက်တယ်ဟုတ်ကဲ့ပါပါဒီပါလေးရှိပါရှိရရှိရနာပြူနာပြူကလာဒီနောက်ပိုင်းမှာပါဒီနေ့နိုင်တော်တဲ့ခါကျရင်တော့တက်တက်ရတင်ချားမကြဘူးအဲ့လိုတင်ချားမကြဘူးအခုနေပါရဲ့ ော့မဟုတ်ဘူးကြည့်ရတယ်ကလည်းအခုတော့ဘာမှမလုပ်ရသေးဘူး။မမတို့ပဲတစ်ချိန်နဲ့ပါနေရပါဘူး။အေးပါအေးပါ။နှစ်မှတ်စီတွေကြမ်းကြီးကြရပါအကနာကြလေရောပျော်ပြီးတော့ဝမ်းသာတော့ပေါ့မောင်လေးရယ်။ဘာလို့လဲဆိုတော့မတော်မိဘနေရာဖြစ်သွားပြီလေ။အဲ့တော့သားလေးအတွက် BD ဖြစ်ရတယ်။အော်ပရိသတ်တွေရောငါသားလေးကိုတည်ထားမိသွားပါလားပေါ့။အရင်တော့ AC ပဲလွတ်လွတ်ပေါ့ပေါ့ပေါ့။အပြင်ဒီမှာသွားတော့မတော်နည်းနည်း mask လေးတက်လာပေါ့နော်။သားကိုလည်းအခုသားကိုလည်းတိပြီးတော့ဟိုပရိသတ်တွေကနှုတ်ဆက်တယ်။ဓာတ်ပုံရိုက်ဖို့ခွင့်တောင်းနေတော့အမဝမ်းသာတာ BD ဖြစ်ရတာပေါ့မောင်လေး။ ဲ့တွေ့တဲ့ခါကျရင်ကားအောင်ပေါ့နော်ပိတ်သက်မထားမဲ့စိတ်တွေတော့ဟာဒီရက်စားပြီးတော့တင်ပြထားတာရှိတယ်တင်ပေးထားတယ်မောင်လေးပရိသတ်ဆိုတာနော်ဟိုအမတို့ကပရိသတ်တမသူမချမ်းသာတဲ့လူမဟာဆင်းရဲတဲ့လူတော့မကောင်းအဲ့လိုမျိုးသဘောလုံးရမှာအားလုံးကိုတပြင်းညီပဲသားထားသူ့ပါသူလာပြီးတော့တောင်းမြန်စားပေါက်နေတဲ့ခလေးလေးတယောက်ကဓာတ်ပုံရိုက်ပြီးရိုက်ရိုက်ပြီးဆိုရင်တော့မှကားကလက်ခံရမှာလုံးဝဖလဲတကင်းကြိုးစိုးရမှာဒါပရိသတ်တူချင်းတယောက်စီအမတို့ရအားပဲလေအဲ့တော့လူရန်စားမခွဲရဘူးအားလုံးကိုသားတပြင်းညီတယ်ပဲလုံးဝမယ်ဆိုတော့အမတို့ဒါလေးတွေလမ်းကြောင်းပေးထားတာပေါ့နော်အားလုံးတပြင်းညီတဲ့ဆက်ဆံတာ ဟုတ်ကဲ့တော့သူကဒါရီမြင်ရမယ်ပြည်တဲ့သူကနေဆက်ပြီးအဲခြားရမှုရှိတယ်မောင်လေးဒီအမြင်ပဲပေါ့နော်ဒီခေပရိသတ်ကလည်းအက်တစ်ဖြစ်နေမှာကောင်းတာလေအဲ့ဒါတော့သူ့ကိုဒါအရင်တော့ဆို TikTok အကောင့်လို့သူ့မှာ Facebook အကောင့် YouTube အကောင့်လုံးဝမရှိဘူးမရှိတဲ့အတွက်အမအခုဒီနေ့ကပရိသတ်ကထဲထဲဝင်သိသွားတဲ့အတွက်အခုအကောင့်တွေအကုန်ဖွင့်လိုက်ပြီသူ့ရဲ့ official အကောင့်တွေကနေအကုန်လုံး print မှုအခုစတင်တော့မှာပေါ့နော်စတင်လဲချစ်တဲ့ပရိသတ်ကြီးအော်ဒီ media တွေကိုမှခေါ်ပါမယ်နော်